အားလုံးပဲမင်္ဂလာပါရှင်မစ္စနာတရင်ကြာနေရေဇွန်လ16ရက်နေ့ရီဒီယိုစီစဉ်ဦးတက်ဆက်ပြတော်မှာဖြစ်ပါတယ်လုံကင်းကျေးရွာကနေရနေနေရမှာဒီကနေ့မနက်9:00နာရီခွဲလောက်ကမြို့သား2ဦးတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးတဦးတိတ်ဆုံးခဲ့ရလို့ဒီတော့ခဏကပြောပါရယ်ကချင်လလရေးတမတော် KNE တပ်ဖွဲ့ရင်းနေရာယူချတဲ့အဒီတဝိုက်ကိုစစ်ကောင်စီတပ်ကတလအတွင်းလေကြောင်းဝန်းနဲ့အချိန်330ကျော်ပုံကျဲတက်ခိုက်ခဲ့ရလို့ KNO KNE သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ဖော်ပြတာချက်တွေရသိရပါတယ်။ ကျွန်တော်မျိုးမှဒီကနေ့မနက်ပိုင်းကနေစပြီးစကောက်စီဖိုင်မိုင်းတေးဖုန်းလိုင်းပြန်လည်အသုံးပြုလုပ်ရနေရလို့မြို့ခန်တွေကပြောပါရယ်။စားတဲ့သူတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမတို့အစီအစဉ်တင်ဆက်သူမင်းနီဖြစ်ပါရယ်။ဖကမျိုးနယ်လုံကင်းကျေးရွာကနေရနေရမှာဒီကနေ့မနက်9:00နာရီခွဲလောက်ကအမျိုးသားနှစ်ဦးတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးတဦးသေဆုံးခဲ့ရလို့ဒေသခံတွေကပြောပါရယ်။စစိုင်းကတင်ဆက်ပေးမှာပါ။ လုံခင်းရက်ကွက်ငါရှန်လေးကိုရဆိုင်အရှိမအမျိုးသားတူဦးကိုအမိမတိလူတူဦးကပြစ်တတ်သွားတာဖြစ်ပြီးအောင်ရာကျေးရွာမှာလည်းအမျိုးသားတူဦးကိုတဒဏ်နဲ့ပြစ်ခတ်သွားပြီးမသေးဆုံးခဲ့ပါဘူးလုံခင်းကျေးရွာကိုစစ်ကောင်စီစစ်ကြောင်းရောက်လာပြီးနောက်ပိုင်းဒေသခံပြည်သူအချုပ်ဖမ်းဆီးတပ်ဖြတ်ခံရတာတွေများလာတဲ့အတွက်ဒေသခံတွေစိုးရင်ထိတ်လန့်နေကြပါတယ်ဇွန်လ14ရက်နေ့ကလုံခင်းကျေးရွာသမင်းဆိုင်တစ်ခုမှာအမျိုးသားတူဦးတဒဏ်ပြစ်ခတ်ခဲ့ရပါတယ် ဇွန်လ12ရက်နေ့မှာတော့မော်စီဇာကျေးရွာတောင်ရကုန်းရေသွင်းတစ်ခုမှာအသက်ခံထားရတဲ့ပြည်သူအမျိုးသား၄ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ဇွန်လ17ရက်နေ့ကလည်းလုံခင်ဖကန်လန်းကြီးမော်စီဇာကျေးရွာလမ်းလေးဆုံနေရာမှာတနက်နေ့ပြစ်တက်ခံထားရတဲ့အမျိုးသား၃ဦးရဲ့အလောင်းတွေ့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့ကဖကန်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေထက်အင်အား၁၀၀ပါစစ်ကြောင်းဟာမော်စီဇာကျေးရွာကဖျားကုန်းဖွင့်ကြောင်းမှာဝင်ရောက်တပ်ဆွဲနေတာပါ။ ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956333တင်းတက်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ကချလလိုက်ရင်တမတော် KAI တပ်ဖွဲ့တွေနေရာယူချတဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကတလအတွင်းလေကြောင်းဝါနေအချိန်330ကျော်ပုံကျက်တိုက်ခိုက်ခဲ့ရလို့ KAI KAI သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ဖော်ပြထားချက်တွေအရသိရပါတယ်။ Tracer ကတင်ဆက်ပေးမှာပါ။ ဇွန်လဒုတိယအပတ်တပတ်တာအတွင်း KAI ပူပေါင်းတပ်ဖွဲ့တွေနေရာယူချတဲ့အနီးသဘက်ကိုစစ်ကောင်စီကနေ Jet Fighter နဲ့စစ်နေကြ Drone Bomb 56ကျလက်နက်ကြီး129ကျိန်ကျော်ပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့ဖော်ပြထားတာပါ။ဒါအပြင်ပြီးခဲ့တဲ့မေလတတိယပတ်ကနေဂျွန်လဆာအထီသုံးပတ်တာအတွင်းကချင်တို့လက်ရဲတပ်မတော်ကရဲတပ်ဖွဲ့တွေနေရာယူထားတဲ့အနီးတဝိုင်းစစ်ကောင်စီကလေကြောင်းကနေအချိန်နေရာ80လောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KO KAI တတိယပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ အရာကြောင့်မေလာတတိယပတ်ကနေဇွန်လတတိယပတ်အထိတလတာအတွင်းလေကြောင်းတက်ခိုင်းမှုအကျဉ်330ကျော်ဖြစ်လို့ခဲ့တယ်လို့ဆိုရမှာပါပမော်မြို့ဘက်ကစီရဲ့အခြေအနေနဲ့ပတ်သက်ပြီး KIA ပူပေါင်းတပ်တွေကနေပမော်မြို့အတွင်းတပ်စခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုင်နိုင်ပြီဖြစ်တဲ့အပြင်စကခ23တပ်စခန်းကိုဆက်လက်သိမ်းပိုင်နိုင်ရေးကြိုးပမ်းနေစေဖြစ်တယ်လို့ထမံဖော်ပြချပါတယ် စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နိုင်ငယ်ဒရုန်းလေယာဉ်တွေနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားကနေခရယပူပေါင်းတပ်ကစိတ်တက်ခိုင်ခိုင်မမာနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့လည်းဆိုထားပါတယ်မေလ20ရက်နေ့မှာတော့ဗမော်မျိုးပတ်အစီအရာစစ်လက်နက်တေယူဖို့ဆောင်ပေးတဲ့ရဟရင်3စင်းထဲက20ကိုခရရဲ့တပ်ပေါင်းစုကနေပြစ်ချနိုင်ခဲ့ပါတယ်။ ဖုန်းနဲ့ internet line တွေပြတ်တောက်နေတဲ့ကချင်ပြည်နယ်မိချနာမျိုးမှာဒီကနေ့မနက်ပိုင်းကစပြီးစကောက်စီပိုင်းမိုင်းတေးဖုန်း line ပြန်လည်အသုံးပြုလို့ရနေတယ်လို့မြို့ခံတွေကပြောပါရယ်ကချင်ပြည်နယ်အတွင်း MPT Ori2 Atam မိုင်းတေးစားရဆက်သွယ်ရေး operator တွေရဲ့ဖုန်းနဲ့ internet line တွေကိုပြတ်တောက်ထားတာတနင်္လာနေ့ပါအကြာဒီကနေ့မနက်ပိုင်းမှာတော့မိုင်းတေးဖုန်း line ပြန်လည်ရရှိလာတာဖြစ်ပြီး internet ကတော့မရရှိသေးပါဘူးမိချနာမျိုးမှာမိုင်းတေးဖုန်း line တွေပြန်ရနေပြီဖြစ်ပြီး MPT Ori2 အတမ်းရဲ့ဖုန်းလိုင်းတွေတော့မရရှိသေးတဲ့အကြောင်းကိုလည်းဆိုရှယ်မီဒီယာအသုံးပြုသူတချို့ကဖော်ပြထားကြပါတယ်။အချို့မျိုးအပါအဝင်ကချင်ပြည်နယ်တခြားမြို့တွေမှာအတမ်းနဲ့ MPD ဖုန်းလိုင်းတွေဟာ တချို့နေရာတွေမှာဆက်သွယ်လို့ရနေပေမဲ့ခက်ခက်ခဲခဲကိုဆိုရပြီးအင်တာနက်လိုင်းတွေတော့ပြတ်တောက်နေဆဲဖြစ်ပေါ်တယ်။ပြီးကြွေ2024ခုနှစ်ဇွန်လ23ရက်နေ့ကစပြီးမချနာမျိုးအပါဝင်ကချင်ပြည်နယ်ကမျိုးနေတော်တော်များများမှာ MBG, Orange, မိုင်းသိန်းနဲ့အတံစားရိတ် operator တွေရဲ့ဖုန်းနဲ့အင်တာနက်လိုင်းတွေကိုစစ်ကောင်စီကဖြတ်တောက်ခဲ့တာဖြစ်ပေါ်တယ်။ ဖုန်းနဲ့အင်တာနက်ပြတ်တောက်နေတဲ့အချိန်ဒီဦးနေသူဆက်သွယ်ပြောဆိုဖို့ခက်ခဲနေပြီးအွန်လိုင်းနဲ့ပညာသင်ကြားနေသူတွေခက်ခဲဖြစ်နေတဲ့အပြင်ကိုယ်စီစီစဉ်မှုနေကွေရာတွေလည်းဖြစ်ပေါ်နေပြီးတော့ဖက်ဖက်မှခက်ခဲနေတာပါလက်ရှိမှာတော့အင်တာနက်အသုံးပြုနိုင်ရေးအတွက်မိချနာဖက်ကန်စာရမျိုးကြီးတွေမှာ Starlink လို Wi-Fi ဆက်သွယ်တပ်ဆန်အသုံးပြုနေကြပြီးတော့ခကြေငွေပေးပြီးအသုံးပြုနေကြရတာလည်းဖြစ်ပါတယ် ချက်အတဲကာလတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်သောကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အတန်းအထီအတွေ့ညင်ခွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမယ့်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာ ညိမ့်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာဂျမားကြီးနဲ့စိတ်ပိုင်းဆိုင်ရာဂျမားကြီးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်လေးအိတ်ဆက်ခြင်းဟာဂျမားတို့ရဲ့ကိုယ်ရောစိတ်ကိုပါ အကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့ အဲ့ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော့နေနေနိုင်ပေမယ့်ရေဓာတ်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ်ကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင် ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူရစေဝါတုံဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီမိမိအတွက်လိုအပ်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းရနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီကနေ့သတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။